။ Miss Crow Recap မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ Serpent Beauty ဇလန်ရဲ့အစမှာဆူတက်ဆိုတဲ့လူကသူ့မယားမိပွားနေလို့အပြင်ကနေထိုင်ဆောင်နေပါရစေ။ခဏကြာမှာဆရာဝန်ကတားပွားကားကနေထွက်လာလို့ဆူတက်ကသူ့ကလေးချင်းတွေကိုဆရာဝန်ကိုမေးလိုက်ပါရစေ။ဆရာဝန်ကလည်းကလေးချင်းတွေကကောင်းမွန်မဲ့ထူးဆန်းတာတစ်ခုရှိကြောင်းဆူတက်ကိုပြောလိုက်တယ်။ အဲ့လိုနဲ့စူတက်ကသူ့မိမစီကိုသွားတဲ့အခါမှာသူ့ခလေးကလူပုံစံနဲ့မွေးလာတာမဟုတ်ပဲခလေးရဲ့ကောင်းမှာမွေရင်နဲ့ဖြစ်နေပါတယ်။အဲ့လိုနဲ့စူတက်ကသူ့ခလေးရဲ့အကြောင်းကိုတခြားသူတွေမသိအောင်လို့အနာကဆရာဝန်နဲ့သူ့နာပြုတွေကိုတနက်နဲ့ပြစ်လိုက်ပါတယ်။ခလေးကကြမ်းကြမ်းမာမာနဲ့မွေးလာပြီးတော့ဒီနေ့မှသူ့အမေကခလေးကိုသူ့ရဲ့သမိုင်းအကြောင်းကိုပုံမြင်လို့လုပ်ပြီးပြောပြပါတယ်။ ပုံမြင်ထဲမှာတော့လွန်ခဲ့တဲ့နှစ်တရာလောက်ကမွေးနှမ်းမင်းနဲ့သူ့ရဲ့ဂူရဲကိုရောက်လာတဲ့လူသားမင်းကလေးတို့ချစ်ကြိုက်တာကနေမင်းကလေးဖြစ်သူကကိုဝင်မာရသွားပါရဲ့ဒါပေမဲ့မင်းကလေးကတိုင်းပြည်တစ်ခုရဲ့မင်းသမီးဖြစ်ပြီးတော့လက်ထပ်ပြီးသားလည်းဖြစ်တယ်။သူမရဲ့ခင်မွန်းဖြစ်သူကအကြောင်းဆောင်တိသွားတဲ့အခါမွေးနှမ်းမင်းကိုတတ်လိုက်ပါရဲ့။အဲဒီနောက်ဖောက်ပြန်နေတဲ့သူ့မိန်းမကိုပါတတ်ပြီးမမွေးသေးတဲ့ကလေးတွေကိုပါတတ်လိုက်ပါရဲ့။သူကိုယ်တိုင်လည်းစိတ်စားသိမ့်ပြီးတည်သွားပါရဲ့။ သူ့မိမရဲ့ကလေးတယောက်ကတော့အသက်ရှင်လွတ်မြောက်ပြီးလူအသွင်နဲ့ရေဘော်ကိုမျောလာပါတယ်။အဲဒီနောက်ယသစ်တယောက်ကချောင်းနဲ့မျောလာတဲ့မွေတစ်ပိုင်းလူတစ်ပိုင်းဖြစ်နေတဲ့ကလေးကိုကယ်ထုတ်လိုက်ပြီးသူ့သမီးအရင်ဖြစ်မွေးစားလိုက်တယ်။သူ့မွေးစားသမီးကိုလည်းပြင်ပကဘာကလူသားတွေကြားမှာလဲနေလို့ရအောင်အစွမ်းထက်တဲ့လက်စုပ်တကွင်းပေးလိုက်တယ်။ရတဲ့ရဲ့မွေးစားသမီးကတော့အရွယ်ရောက်လာတဲ့အခါမှာလူသားတယောက်နဲ့ချစ်မိသွားပါတယ် ဒါပေမဲ့မွေတပိုင်းလူတပိုင်းဖြစ်တဲ့သူတွေကဒစုံတရားကိုချစ်မိသွားတဲ့အခါမွေရဖြစ်ကိုလုံးဝပြောင်းသွားတာကြောင့်သူမရဲ့လူယောက်ျားကသူမမွေဖြစ်ပြောင်းသွားတာကိုတွေ့သွားတယ်။ဒါပေမဲ့သူတို့အချစ်ကပိုခိုင်မာနေတာကြောင့်သူ့မိန်းမရဲ့တယုံမှန်အစ်စ်ကိုမြင်တဲ့အခါမှာတော့မကြောက်မလန့်ပဲသူ့မိန်းမနဲ့အတူတူနေပါတယ်။အဲဒီလိုနဲ့ဇလန်းလေးကလက်ရှိခေတ်ကိုရောက်သွားပါတယ်။ဇာဝင်ငန်းမှာတော့ဘဝကိုလွတ်လွတ်လပ်လပ်ဖြတ်တန်းနေတဲ့ခါအိုကိုတွေ့ရမှာပါ။ ခါဦးကတချင်းနားထောင်ရင် အမြဲပျော်ရွှင်တဲ့သူဖြစ်ပြီးတော့အခုအခါမှာတော့သူ့အိမ်အနောက်ဘက်ကတောရဲကိုတချင်းနားထောင်ရင်ထွက်လာပါရဲ့အဲဒီနောက်ခါဦးကတောရဲကတစ်ပင်တစ်ခုရဲ့အနားမှာရှိတဲ့သူ့ရဲ့ကိုပိုင်ပန်းဖြေညာနေရာလေးကိုသွားပါရဲ့ခါဦးကသူ့ရဲ့အပန်းဖြေနေရာလေးမှာတချင်းနားထောင်ရင်လောက်ဆရာရှိရာလုံနေတဲ့အချိန်မှာအန်နာဆိုတဲ့အိမ်ကြီးချင်းမင်းကလေးကသူ့စီကိုရောက်လာပါရဲ့ခါဦးကအန်နာရှိနေတာကိုသတိထားမိလိုက်ပြီးအန်နာကိုထွက်လာဖို့ပြောပါရဲ့ အန်နာကတော့မွေတစ်ပိုင်းလူတစ်ပိုင်းဖြစ်တာကြောင့်အရင်ဦးဆုံးသူ့ကောင်းမွန်ကမွေတွေကိုပြအောင်လက်ဆုပ်ဝတ်လိုက်ပြီးတော့ခေါင်းကိုကိုထင်ပြလိုက်တယ်။ခေါင်းနဲ့အန်နာတို့စကားခဏပြောကြပြီးနောက်အန်နာကသူ့အိမ်သူပြန်သွားပါတယ်။နောက်တစ်နေ့မနက်ခေါင်းကစာသင်ခန်းထဲမှာစာသင်နေတဲ့အချိန်မှာ သူ့ရဲ့အတွေ့တွေကအန်နာစီရောက်သွားပါတယ်။ခေါင်းတယောက်စာကိုအာယုံဆိုင်မနေရကို သူ့ဆီယာမကတွေ့လို့သတိပေးလိုက်ပါတယ်။ ခါဦးကတော့အပြင်ပိုင်းမှာပျော်ပျော်ရွှင်ရွှင်နေတတ်ပေမဲ့တကယ်တော့ကျောင်းမှာလည်းအမြဲအနိုင်ကျင့်ခံရတယ်လို့အိမ်မှာလည်းကွာရှင်းရတဲ့မိဘနှစ်ယောက်ကြားမှာဒုက္ခခံတဲ့ယောက်လည်းဖြစ်နေပါဗျ။အဲ့ဒီလိုမျိုးစိတ်ညစ်စရာကောင်းတဲ့နေ့တွေမှာခါဦးကသူ့ရဲ့ကိုယ်ပိုင်နေရာတစ်ခုမှာသွားပြီးစိတ်ပန်းခီလေးရှိပါဗျ။ဒီနေ့မှာတော့အရင်လိုမဟုတ်ပဲအိမ်ကြီးချင်းဖြစ်တဲ့အန်နာကသူ့စီကိုလာပါဗျ။ဒါပေမဲ့အန်နာကသူ့ရဲ့တယုံမှန်ကိုခါဦးမြင်ပါဆိုလို့အဝေးကနေပဲလှမ်းကြည့်နေပါဗျ။ ခါဟိုကတော့အန်နာနဲ့ယဉ်နီးကျင်လို့သူမရဲ့တယောက်မှန်ကို မကြောက်တဲ့အကြောင်းအန်နာကိုပြောလိုက်တယ်။အဲဒီလိုနဲ့အန်နာကလည်းခါဟိုကိုသူမရဲ့တယောက်မှန်ကိုပြလိုက်ပါတယ်။အစာပိုင်းမှာတော့အန်နာကိုမြင်လို့လက်နေပေမဲ့အန်နာရဲ့တယောက်မှန်ကိုလက်ဆန်လိုက်ပါတယ်။အဲဒီနောက်မှာတော့ခါဟိုကအန်နာကိုအိုဂါမီအယုတ်တစ်ခုပေးလိုက်ပြီးအိမ်ပြန်သွားတယ်။အန်နာကခါဟိုပြန်မိတဲ့နောက်မှာသူ့ကောင်းမော်ကောင်းမွေတွေကိုအစာကျွေးဖို့အနာကကြက်ချံတစ်ခုကိုသွားပါတယ်။ ခဏအကြာမှာတော့ကြက်ချံအဆောင်ကသူ့ရဲ့ကြက်ချံထဲမှာအတန်တွေကြားလို့သွားကြည့်တဲ့အခါကြက်ချံထဲမှာကြက်တွေသိနေတာကိုတွေ့သွားတယ်။အဲ့ဒီလုံနဲ့ကြက်ချံထဲကိုပါဝင်စစ်ဖို့လုပ်တော့ကြက်ချံထဲမှာမွေးကြီးတစ်ခါကိုတွေ့တယ်။အဲ့ဒီလုံနဲ့ကြက်ချံဆောင်တဲ့လူကလည်းကြောက်လန့်သွားပြီးထွက်ပြေးမယ်အလုံးမှာအန်နာနဲ့တိုးသွားတယ်။အန်နာကလည်းသူ့ကိုကြည့်နေတဲ့ကြက်ချံဆောင်တဲ့လူကိုကြောက်ရွံ့ဖြစ်အောင်လှုပ်ပလိုက်တယ်။အန်နာကတော့သူမလှုပ်ခဲ့တဲ့အရာကိုမြင်လို့စောင့်လန့်သွားပြီးဖြတ်ပြေးပါတယ်။ အန်နာတယောက်အိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့အဖေကသူမအိမ်ပြန်နောက်ကျလို့ဆိုပြီးစိတ်တုန်နေပါတယ်။အဲဒီနောက်အန်နာကိုသူမအဖေကဘယ်လိုသွားတဲ့အကြောင်းသူမကိုမေးပြီးတော့သူမအနေနဲ့အနာကလူတွေနဲ့ရင်းနှီးအောင်မနေဖို့ပြောပါတယ်။နောက်ဆုံးဝင်ကမှာတော့အန်နာတို့နေတဲ့မြို့ကိုမှုခင်းကိစ္စအတွက် DSI အရာရှိဖြစ်တဲ့ဘန်ဂျမင်ကစောင်းနောက်အနေနဲ့မှုခင်းဖြစ်တဲ့နေရာကိုသွားပါတယ်။စောင်းနောက်ဘန်ဂျမင်ကသူ့တာဝန်ကျတဲ့မှုခင်းနေရာကိုရောက်တဲ့အခါမှာကြက်ချံတွေကကြောက်ရွံ့ဖြစ်သွားတဲ့ကြက်ချံကလောက်သမားကိုထူးထူးဆန်းဆန်းကြည့်နေပါတယ်။ ဘန်ဂျမင်ကတော့ငှူကင်းရဲ့ကျစ်စင်ကိုမသိရပေမဲ့အန်နာချန်ရဲ့တဲတုံကြောက်ကိုတော့ရသွားတယ်။ငှူကင်းမဖြစ်ခင်ကအနာဟလူတွေကခလေးတယောက်ကိုငှူကင်းဖြစ်တဲ့နေရာမှာတွေ့တာမို့လို့ရဲတွေကလည်းအနာဟအเจ้าကိုသွားပြီးအเจ้าမတွေကိုသူတို့ရဲတပ်ဖွဲ့ကလူတယောက်ပြောင်းနေလို့အเจ้าမတွေအနေနဲ့သူတို့လူကိုတွေ့ရင်အเจ้าကြားပေးဖို့ရဲမှုကပြောလိုက်တယ်။ကျောင်းကနေမှာကျဲတဲ့သူတွေကရဲမှုရဲ့စကားကိုနားထောင်နေပေမဲ့ခါဝကတော့နားမထောင်ပဲပုံလေးဆွဲနေပါဗျ။ အဲ့ဒီအခါမှာခေါင်းအုပ်ကိုအမျက်နိုင်ကျင့်တဲ့ចောင်းသားကခေါင်းအုပ်ကိုသူ့ဦးစားကိုလူလူရဲ့ထင်ပြီးចောင်းဆင်းတဲ့အခါခေါင်းအုပ်ကိုနိုင်ကျင့်ပါတယ်။ခေါင်းကတော့ပုံမှန်အတိုင်းငြင်ခံနေလိုက်တယ်။အဲ့ဒီနေ့ညမှာတော့ခေါင်းကသူ့ရဲ့ကိုယ်ပိုင်နေရာလေးစီကိုသွားပြီးအန်နာကို သူ့ပုံဆွဲထားတဲ့ဟာကိုပြပါရတယ်။ခေါင်းကအန်နာကိုသူ့ဆွဲထားတဲ့ပုံတွေကနေရာစီကိုသွားဖို့ခေါ်ပါရတယ်။စာပိုင်းမှာတော့လက်မခံမိမဲ့အန်နာကသူ့မရဲ့လက်စွပ်ကိုပြပြီးသူ့မအနေနဲ့လက်စွပ်ဝတ်လိုက်ရင်လူလိုဖြစ်သွားတဲ့အကြောင်းပြောပြီးခေါင်းပြောတဲ့စကားကိုလက်ခံလိုက်တယ်။ ။မှုခင်းအတွက်ရလာတဲ့စုံတော့ပန်ချပင်ကတော့ရဲစခန်းကလူတွေနဲ့မှုခင်းရဲ့ဖြစ်စဉ်ကိုသိဖို့အဖြေထုတ်နေကြပါတယ်။စုံတော့ကတော့မှုခင်းဖြစ်စဉ်ကိုတရားကြည့်ပြီးအဖြေတစ်ခုရသွားပါတယ်။အဲဒီနောက်ရဲမှုစီကိုသွားပြီးမှုခင်းဖြစ်တဲ့နေရာကတရားခန်းကမာရူဇာလိုမွေတပိုင်းလူတပိုင်းတတဝါဖြစ်တဲ့အကြောင်းရှင်းပြလိုက်တယ်။ရဲမှုကတော့စုံတော့ပြောတဲ့အကြောင်းအရာတွေကထူးခြားနေလို့မယုံမကြည်ပဲဖြစ်နေပါတယ်။ဒါပေမဲ့စုံလောက်ကတော့အဲ့ဒီမှုခင်းနောက်ွယ်ကတရားခံကိုမရရအောင်ရှာမဲ့အကြောင်းရဲမှုကိုပြောလိုက်တယ် နောက်ဆက်ဝင်ကန်းမှာတော့အန်နာကိုသူ့အဖေကစားလို့ဖို့ခေါ်လိုက်တယ်။အန်နာတယောက်စားအောင်နေတဲ့အချိန်မှာသူ့အဖေကိုသူမအနေနဲ့ခါအိုဆိုတဲ့ယောက်ျားလေးတယောက်နဲ့အတူပွဲစဲကိုသွားဖို့သူမရဲ့အဖေကိုခွင့်တောင်းလိုက်တယ်။သူမရဲ့အဖေကတော့သူမတကူကူခင်မကိုစိုးရင်လို့သူမကိုတားလိုက်တယ်။အဲဒီမဲ့အန်နာကတော့သူ့အဖေတားနေတဲ့ကြားကသူမကိုလာခေါ်တဲ့ခါအိုနဲ့အတူပွဲစဲကိုသွားကြပါရယ်။ဒါပေမဲ့အန်နာကသူမကိုလူအသင်ကိုပြောင်းမနိုင်တဲ့လက်စွပ်ကိုတော့အိမ်မှာထားခဲ့ပါရယ်။ ဆောင်းနောက်ပန်ချင်းမင်းနဲ့ရက်တက်ဖွဲ့တွေကတော့ညဘက်မှာမှုခင်းဖြစ်တဲ့နေရာကိုသွားပါတယ်။မှုခင်းဖြစ်တဲ့နေရာကိုရောက်တဲ့အခါအဲ့ဒီနားတဝိုက်ကတည်နေတဲ့ကျွဲတွေကိုတွေ့လို့ဒုတ်ချောင်းနဲ့စမ်းတပ်ဖို့လုပ်တဲ့အခါမှာကျွဲတရဲ့ခန္ဓာကိုယ်ကပောက်ခွဲထွက်သွားပြီးတော့မွေတွေထွက်လာပါတယ်။ကျွဲပိုက်ထဲကနေမွေတွေထွက်လာတဲ့အခါဆောင်းနောက်လက်ရဲအဖွဲ့သားတွေကလည်းကြောက်ရွံ့ကြဖြစ်သွားပြီးတော့ထွက်ပြေးကြပါတယ်။ကျွဲတွေရဲ့ပိုက်ထဲကထွက်လာတဲ့မွေတွေကတော့မျိုးရဲကိုရောက်သွားပါတယ်။အန်နာနဲ့ခါရိုတို့ကတော့ပွဲစည်းကိုရောက်လာကြပြီပွဲစည်းမှာရှိတဲ့ဂိမ်းတွေတူတူကစားလိုက်ကြပါတယ် တူတူကစားကြပြီးအိမ်တန်ဖို့လောက်ကြချိန်မှာဝဲစင်းတဲ့ကခေါင်းရဲ့တငယ်ချင်းတယောက်ရောက်လာပါတယ်။အဲ့ဒီတငယ်ချင်းကအန်နာကိုမြင်တဲ့အခါလန့်သွားလို့ဒါတွေကဘာတွေလဲဆိုပြီးတော့ခါကိုဝင်မိလိုက်တယ်။ခါကကတော့သူ့တငယ်ချင်းကိုစိတ်ထိမ့်ဖို့နဲ့မကြောက်ဖို့ပြောနေပါတယ်။ဒါပေမဲ့ခေါင်းရဲ့တငယ်ချင်းကတော့အန်နာခေါင်းပေါ်ကမွေကိုမြင်ပြီးကြောက်လို့အော်ဝုတ်လုပ်တဲ့အခါမှာအန်နာကခေါင်းရဲ့တငယ်ချင်းကိုကြောက်ရွံ့ဖြစ်အောင်လုပ်လိုက်ပါတယ်။ခေါင်းရဲ့တငယ်ချင်းဖြစ်သူကြောက်ရွံ့ဖြစ်သွားတာကိုတော့ခေါင်းကိုအမြဲအနိုင်ကျင့်နေတဲ့ចောင်းသားကမြင်သွားပါတယ်။ အန်နာကတော့သူလောက်လိုက်တဲ့အရာကိုမြင်ပြီးထွက်ပြေးသွားတာကြောင့်ခါအိုကလည်းသူမနောက်ကိုလိုက်သွားပါတယ်။ပုံကင်းဖြစ်တဲ့နေရာမှာရဲတွေကခါအိုကိုအနိုင်ကျင့်တဲ့သူကိုပဲတွေ့ရကြအောင်အဲ့ဒီလူကိုပဲဖမ်းလိုက်ကြတယ်။အန်နာကတော့အဲ့ဒီကိစ္စဖြစ်ပြီးတဲ့နောက်မှာသူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးမွေးတကောင်အဖြစ်ကိုပြောင်းလဲစားတူလာပါတယ်။သူမရဲ့ခြေထောက်တွေမွေးအဖြစ်ပြောင်းသွားပြီးသူမတကူလုံးမွေးအဖြစ်ကိုရောက်တော့မဲ့အချိန်သူမကလက်စွပ်ကိုအချိန်ကြီးဝတ်လိုက်တာကြောင့်လူအဖြစ်ပြန်ပြောင်းသွားတယ်။ ကျဲသေးရစီကနေထွက်လာတဲ့မျိုးတွေမျိုးရဲကိုရောက်လာတဲ့အခါမှာတော့အဲ့ဒီမျိုးတွေကအိမ်တွေထဲကိုဝင်လာပြီးလူတွေကိုလိုက်တက်ကြပါတယ်။အဲ့ဒီလိုမျိုးတွေကအိမ်တွေထဲထိဝင်လာပြီးလူတွေလိုက်တက်နေလို့တမျိုးလုံးကလူတွေကလည်းဆောင်းနောက်ဗန်ဂျမင်ကိုအဲ့ဒီကိစ္စအဖြေရှာပေးဖို့တောင်းဆိုကြပါတယ်။ဆောင်းနောက်ကလည်းအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးသူလည်းနားမလည်လို့မျိုးရဲကလူတွေကိုခုံးကြီးကျောင်းမှာသွားနေကြဖို့ပြောလိုက်တယ်။ဒါပေမဲ့အားလုံးကတပြိုင်တည်းညှင်းကြလို့ရဲအဖွဲ့ကသူတို့အနေနဲ့အမှုကိစ္စကိုတာဝန်ယူမှာဖြစ်ကြောင်းပြောလိုက်တယ်။ ။အဲဒီနောက်မှာတော့ဆောင်းနှောင်းကရဲမှုကိုမျိုးရဲကိုအစ်စ်ရလာတဲ့လူစရင်းကိုတောင်းပြီးအမှုကိုဖြည့်ရှင်းမှုလုပ်ပါတယ်။ခဏကြာမှာတော့တရားခံကိုကိုရိုင်းမြင်ခဲ့တဲ့ကျောင်းသားကရဲစခန်းကိုရောက်လာပါတယ်။နောက်နေ့မှာတော့ဆောင်းနှောင်းကတရားခံကိုကိုရိုင်းတွေ့ရဲ့မျက်မြင်သက်သေကို သူပြောတာဟုတ်မဟုတ်စမ်းသပ်လိုက်ပြီးတကယ်ဖြစ်နေတာဖြစ်လို့အပြုံးကြီးပြုံးလိုက်တယ်။နောက်ဆက်ဝင်ကမှာတော့အန်နာကခါဝုတ်စီကိုသွားတွေ့ပါတယ်။ခါဝုတ်ကတော့အန်နာကိုသူမရဲ့အကြောင်းပိုသိချင်လို့သူမရဲ့ခေါင်းပေါ်ကမိုးရီအကြောင်းကိုမေးလိုက်တယ် သူမကတော့လူရင်းနဲ့နေရင်လက်ဆွတ်ဝဲရတဲ့အကြောင်းလက်ဆွတ်ကသူမကိုကာဝယ်ထားကြောင်းခါဟုပြောပြလိုက်တယ်။ခါဟုကတော့အန်နာဘလိုပုံစံမဲ့ဖြစ်နေဖြစ်နေချစ်မိနေတာကြောင့်သူမကိုနမ်းလိုက်တယ်။ဒါပေမဲ့သူ့အမေရောက်လာလို့အန်နာကိုအိမ်ပြင်မဲ့ရအောင်ကူညီပေးလိုက်ပြီးသူ့အမေသတိမထားမိအောင်ဟန်ဆောင်နေလိုက်တယ်။ဆောင်းနောက်တို့အဖွဲ့ကတော့မျက်မြင်သက်သေရဲ့ပြောတာတွေကိုအတီးပြုဖို့ခါဟုရဲ့အိမ်ကိုအရင်သွားပါတယ်။ခါဟုရဲ့အိမ်ကိုရောက်တဲ့အခါခါဟုရှိလာလို့ခါဟုရဲ့အမေကိုဆောင်းနောက်ကမေးလိုက်တယ်။ ဒါပေမဲ့ခါအိုရဲ့အမေကတော့မိခင်ပြီးပြီပဲဆုံနောက်ကိုခါအိုမရှိတဲ့အကြောင်းလိန်ပြောလိုက်တယ်။ဆုံနောက်တို့အဖွဲ့လည်းခါအိုမရှိလို့ဘာမှလုပ်မရတဲ့အဆုံးခါအိုရဲ့အိမ်ပြင်ဘက်ကနေစောင့်နေလိုက်တယ်။ခဏဆိုသလိုပဲခါအိုကအပြင်ကိုထွက်လာပြီးတခြားတနေရာကိုသွားနေတာကိုဆုံနောက်အဖွဲ့ကမြင်လို့တခြားလေးကြည့်နေပါတယ်။ခါအိုကအန်နာအိမ်ကိုသွားပြီးတော့အန်နာကိုရဲတွေကအန်နာကိုလိုက်ရှာနေတဲ့အကြောင်းပြောပြီးအန်နာကိုသူနဲ့အတူတူတခြားတနေရာကိုထွက်ပြေးဖို့ပြောပါတယ်။အဲဒီနောက်အန်နာရဲ့အဖေရောက်လာပြီးခါအိုကိုမောင်းထုတ်လိုက်တယ်။ ဒီအဖြစ်အပျက်တစ်ခုလုံးကိုမြင်ကြတဲ့ဆောင်းနောက်ကအန်နာရဲ့အိမ်ကိုသွားလိုက်ပါတယ်။အဲဒီနောက်အန်နာအိမ်ကိုရောက်လာတဲ့အခါဆောင်းနောက်ကအန်နာရဲ့အဖေကိုခွင်တောင်းပြီးတော့သူ့သမီးကိုအမေးအငန်းတွေလုပ်ပါတယ်။အဲဒီနောက်ဆောင်းနောက်ကအန်နာကို"သူမလိုလူတွေရဲ့အကြောင်းကိုသူသိတဲ့အကြောင်းပြောပြလိုက်တယ်။အန်နာကတော့ဆောင်းနောက်ပြောတာကိုယုံကြည်လိုက်ပြီးတော့သူမရဲ့တယုံမှန်ကိုဆောင်းနောက်ကိုပြလိုက်တယ်။အန်နာရဲ့ပုံစံကိုမြင်တဲ့အခါဆောင်းနောက်လည်းလန့်သွားပါတယ်။အဲ့နောက်ဆောင်းနောက်ကသူ့အနေနဲ့အန်နာကိုပုံမှန်ဘဝပြန်ဖြစ်သွားအောင်ကူညီပေးမယ့်အကြောင်းကိုပြောပြလိုက်ပါတယ်။ အန်နာရဲ့အိမ်အပြင်ဘက်မှာစောင့်နေတဲ့ရဲတွေကတော့သူတို့စီကိုမွေတွေရောက်လာလို့လန့်ကုန်ကြပါတယ်။အပြင်ဘက်မှာလူတွေအောင်နေတဲ့အတန်ကိုအန်နာတို့ကကြားလိုက်တဲ့အခါအန်နာအဖေကစုံနောက်ကိုတနက်နဲ့ပြစ်ဖို့လုပ်ပါတယ်။ဒါပေမဲ့စုံနောက်ကသူ့ရဲ့တနက်နဲ့အန်နာအဖေကိုအရင်ပြစ်လိုက်ပြီးအန်နာကိုသူ့ပါလာတဲ့စေတူအန်နဲ့ဆေးသွင်းဖို့လုပ်ပါတယ်။ဒါပေမဲ့အန်နာကစုံနောက်ကိုသူမရဲ့မွေးနဲ့ချုပ်ထားပြီးတော့ခေါင်းနဲ့အတူကားနဲ့ထွက်ပြေးကြပါရယ်။ရဲတွေကလည်းအဲ့ဒီကိစ္စကိုသိတဲ့အခါအန်နာတို့ကိုလိုက်ဖမ်းဖို့လုပ်ပါရယ်။ အန်နာတို့ကတော့ဘုံကြီးเจ้าတို့ခုမှဝင်ပုန်းနေကြပြီးတော့ရဲတွေလိုက်ဖမ်းတဲ့ကြားကရဲတွေကိုရှောင်နေလိုက်ပါတယ်။အန်နာတို့ထွက်ပြေးဖို့လုပ်တဲ့အချိန်မှာခါဝတ်ကိုเจ้าမအမြဲနိုင်ကျင်တဲ့သူနဲ့စုံပြီးစကားများနေကြရကနေခါဝတ်နဲ့အန်နာကိုရဲတွေကဖမ်းလိုက်ကြတယ်။အန်နာကတော့သူမအဖမ်းခံနေရတဲ့အချိန်မှာခါဝတ်ကိုကာကွယ်ဖို့သူမရဲ့မျိုးကိုခိုင်းလိုက်ပါတယ်။အဲ့ဒါပေမဲ့အနာကလူကမျိုးကိုတနက်နေ့ပြစ်လိုက်တဲ့အခါခါအိုးကပါပြစ်မိသွားလို့ခါအိုးနေရာမှာရင်တည်သွားပါတယ် အနာကတော့ခါဟိုတည်သွားတာကိုတည်သွားတဲ့အခါတမျိုးလုံးကလူတွေကိုမုံသွားပြီးတော့တမျိုးလုံးရဲ့လူတွေရှေ့မှာသူမရဲ့တယောက်မှန်ကိုပြလိုက်ပြီးအနာကလူတွေကိုကြောက်ရွံ့ဖြစ်အောင်လုပ်လိုက်တယ်။အဲ့ဒီအခါမှာတော့လူတွေကလည်းကြောက်ရွံ့မဖြစ်ချင်လို့အကုန်ထွက်ပြေးသွားကြပါတယ်။အဲ့ဒီနောက်အနာဟာခါဟိုကိုတတ်သွားတဲ့လူကိုပြန်တတ်ဖို့အဲ့ဒီလူရဲ့နောက်ကိုလိုက်ပါတော့တယ်။ရဲအဖွဲ့တွေကလည်းအနာရှိတဲ့နေရာကိုချက်ချင်းရောက်လာကြပါတယ်။ဒါပေမဲ့အနာကိုဖမ်းဖို့လုပ်တော့သူမကိုဖမ်းဖို့လုပ်တဲ့သူတိုင်းကြောက်ရွံ့ဖြစ်ကိုပြောင်းသွားကြတယ်။ ရဲအခွက်သားတွေတိတ်ပြီးနောက်မှာတော့အန်နာကခေါင်းကိုတတ်တဲ့လူကိုလိုက်ဖမ်းပါတယ်။အဲ့ဒီအချိန်မှာဆွန်နောက်ကရောက်လာပြီးအန်နာကိုတနက်ရက်ပြစ်တဲ့အခါအန်နာကရှောင်လိုက်ပြီးဆွန်နောက်ကိုသတိမေ့သွားအောင်လိုက်တယ်။အဲ့ဒီနောက်အန်နာကသူ့ချစ်သူကိုတနက်ရက်ပြစ်လိုက်တဲ့သူကိုဖမ်းပြီးတတ်ဖို့လုပ်နေပါတယ်။အဲ့ဒီအချိန်မှာအန်နာရဲ့အဖေရောက်လာပြီးတော့အန်နာကိုတနက်ရက်ပြစ်ဖို့လုပ်ပါတယ်။ဒါပေမဲ့သူသမီးကိုမတတ်နိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာတော့တနက်ရက်အပြစ်ခံရပြီးသတိမေ့တယ်လို့သတိပြန်ရလာတဲ့ခါကအန်နာစီကိုရောက်လာပြီးသူမရဲ့လက်စွပ်ကိုပေးဖို့လုပ်ပါတယ်။ ဒါပေမဲ့အန်နာကပဲသူ့ကိုကြောက်ရွံ့ဖြစ်အောင်လုပ်မိသွားတယ်။အန်နာကတော့သူ့ကောင်လေးကိုကြောက်ရွံ့ဖြစ်အောင်လုပ်မိလို့နောင်နာရပြီးလူအဖြစ်ကိုပြန်ပြောင်းလိုက်တယ်။အဲဒီနောက်အန်နာနဲ့သူမရဲ့အဖေတို့အိမ်ပြန်သွားကြပြီးကိစ္စအလုံးလည်းပြီးသွားပါတယ်။ဇလားလေးလည်းဒီမှာပဲဆုံးသက်သွားပါတယ်။ဒီလိုမျိုးဇာတ်ကားကောင်းလေးတွေကိုကြည့်ရှုချင်တဲ့ဆိုရင်တော့ဒီ channel လေးကို like and subscribe လေးလုပ်ပေးကြဖို့မမေ့ကြပါနဲ့ဦးနော်။